ဲကျွန်တော်တို့ဆက်လက်ပြီးတော့ဗုဒ္ဓဘုရားသမီးတွေတပတ်တာကံကြမ္မာလမ်းညွန်မှာဖြစ်ပါတယ်22မ3ရက်မတ်လ2025တရင်းကနေနေရနေပြီးတော့22မ6ရက်မတ်လ2025စနေနေ့ဒီတပတ်တာကာလအတွင်းဗုဒ္ဓဘုရားသမီးတွေရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်အဲ့တော့ဒါကတော့ဗုဒ္ဓဘုရားသမီးမိတ်ဆွေများတို့ပါအဲ့တော့ဗုဒ္ဓဘုရားသမီးမိတ်ဆွေများအနေနဲ့ဒီဒီဘက်မှာကျွန်တော်တို့အများသိကြတဲ့အတိုင်း နော်အရက်စကားရနမဲကြီးထမင်းငတ်ဆိုတာမျိုးဖြစ်တတ်ပါတယ်အဲ့တော့ကိုကအများအမြင်မှာတော့ပတ်ဝန်းကျင်မှာတော့လူတွေကကို့အထင်ကြီးနေမဲ့လေးစားနေမဲ့အာတော်တော်ကြီးဖြစ်ပြီလို့ထင်နေမဲ့ကိုကကို့မှာတော့ကို့ရဲ့အခက်ခဲကို့အကျက်တဲကို့အပူကိုသာတိဆိုတဲ့ဟာမျိုးတွေအကြုံဝါတက်တဲ့ဖြစ်တတ်တဲ့တပတ်တာကာလာမျိုး ဖြစ်ပါတယ်နော်အဲသူများကတော့ကို့ကိုအများကြီးရှိနေပြီအောင်းမိတာကို့မှာတော့ Twitter ပြီးတော့အဲမနေ့လေပတ်အောင်သုံးဆွဲနေရတယ်လောက်ကင်နေရတယ်ဆိုတဲ့ဟာမျိုးပါ ဲ့တော့တာဝန်တွေဝင်တော့ဝင်ဖို့တွေများတတ်တယ်များသလောက်လဲအကျိုးကျေးဇူးရှိလားဆိုတော့အကျိုးကျေးဇူးမယ်မယ်ရမရှိဘောအဲ့တော့ကိုကျိုးအတွက်အခြားသူတွေရဲ့အကျိုးလိုက်လံဆောင်ရွက်ကူညီခြင်းဖြင့်လှုပ်ခြင်းဖြင့်ဟာလာအဲကိုယ့်ရဲ့ကိုပိုင်အချိန်လေးဟာလာကိုကျိုးတွေအနှဲငယ်ထိခိုက်နိုင်တယ်ပွန့်ပဲ့နိုင်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုကျိုးအတွက်အများကိစ္စတွေကိုခေါင်းထဲထည့်ရလောက်ရကန်ရကိုယ့်အတွက်မပူရပါပဲအများအတွက်ပူရအသို့မဟုတ်မိသားစုဆွေမျိုးမိတ်ဆွေနှီးဆက်ရအတွက်ကိုပူရပန်ရ စိုးရင်ပြေးရကြောင်းကြပြေးရဆိုတာမျိုးတွေဖြစ်တတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရှိကိုဒုက္ခတွေရောက်လာတတ်တယ်အကူအညီတောင်းတဲ့သူတွေရောက်လာတတ်တယ်မကူညီလို့ကလည်းမရဟုတ်လားအကြံအဖြစ်ပေါ့နော်အကြံဉာဏ်အဖြစ်နှုတ်အဖြစ်လက်အဖြစ်ကူညီရတာပံ့ပိုးရတာစိုးရင်ပူပန်ပြေးရတာဒီလိုအခြေအနေမျိုးတွေကြုံရတတ်တဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီတမမှာကျမ်းမရင်နဲ့ပတ်သက်လာရင်ဟုတ်လား6ရောက်ဒီနာကျင်ไก่ခဲ့တာမတော်တဆ6ရောက်ထိ kait တန်ရတာမျိုးတွေကြုံတတ်တဲ့တပတ်တာဖြစ်တယ် လက်ဆောင်ပစ္စည်းကရော့ကန်ပစ္စည်းအဝတ်အထည်အသုံးဆောင်လူသုံးကုန်စတဲ့ဒီလိုပစ္စည်းတွေအမှတ်မတင်လာပြီးတော့ပေးတာမျိုးတွေရတာမျိုးတွေဖြစ်တတ်တယ်မိမိအိမ်မှာရှိတဲ့ခုံတစ်ခုံဟုတ်လားကျိုးတာပဲ့တာမျိုးဖြစ်တတ်တယ်သို့မဟုတ်ခုံအစ်စ်တစ်လုံးရဝင်လာတာရောက်လာတာမျိုးတွေကြုံတွေ့ရတတ်တဲ့တပတ်တာဖြစ်ပါတယ်အဒီပုံမှာတော့စိုးခြင်းကောင်းခြင်းမရှိပါဘူးအဲ့တော့ဒီတော့မှာအဲခီတီခီဝေးအဲဒီလိုဟာမျိုးတွေလည်းတွားရလာရပြောရစူရဆိုတဲ့ကိစ္စမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ဒီတော့မှာဟုတ်လား အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေလုပ်မယ်ဆိုရင်တော့မိမိအနေနဲ့ဟာလာချင့်ချိန်ပြီးတိုင်ပင်ဆွေးနွေးပြီးမှ လုပ်ပါเนาะအရေးကြီးတဲ့ခီးစဉ်အပါအဝင်အရေးကြီးတဲ့ကိစ္စတွေကိုတက်သည့်နားတဲ့လူတွေနဲ့တိုင်ပင်ဆွေးနွေးညှိနှိုင်းပြီးမှဆုံးဖြတ်တင်တယ်လုပ်တင်တယ်ဆိုတော့တပတ်တာဖြစ်တယ်လုံမကင်မလွဲမားတွေဖြစ်တတ်တယ်တပတ်မှာရန်သူတပတ်မှာမိတ်ဆွေဆိုတာမျိုးတွေကြုံရတတ်တယ်တပတ်ကကိုယ်လေးစားချစ်ခင်မယ်တပတ်ကတော့ကိုယ်ဟာလာမနာလူတိုက်ခိုက်မယ်ဆိုတာမျိုးတွေလည်းကြုံရနိုင်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတော့မှဆိုရင်တော့ဟာလာ ရှိနေတဲ့သူတွေနဲ့ခိတ္တကွဲကွာတာမျိုးတွေအအခြားမရင်းနှီးတဲ့သူတွေနဲ့တွားပြီးတော့ဟလာအကြောင်းတင်တာမျိုးတွေကြုံရတတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့အခြေအိမ်တော်ကြီးမြေတားကြီးနဲ့ပတ်သက်ရင်ဟလာကိုကိုမနာလိုဖြစ်တာအထင်မြင်လွဲတာအယူဆမတူတာကြောင့်အပြဿနာတက်တာလေးတွေအနေငယ်ကြုံရတတ်တယ်ငွေကုန်ကြေးကျများတတ်တယ်ကိုအိတ်ဆိုင်တာဖြစ်တတ်တယ်အဲ့တော့ကိုငွေနဲ့ကိုဆိုငွေကြီးလက်ပတ်တယ်သို့တော့ဟိုလူကိစ္စဒီလူကိစ္စစသဖြင့်ပေါ့ငွေကုန်ကြေးကျတွေများပြီးတော့ ငွေကြေးအခက်ကြုံတတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတော့မှဆိုရင်တော့ဆိုင်ကနာရုံးကနေဖွင့်မယ်လုပ်ငန်းတွေစတင်မယ်စွန့်စားစားလိုရတဲ့အလုပ်တွေအရေးကြီးတဲ့အလုပ်တွေဟာလာအင်တာဗျူးပြမယ်ဆက်မွေးပြမယ်အလုပ်သွားရှောက်မယ်စသဖြင့်ယာရူတို့ကိစ္စတွေစသဖြင့်ဒီလိုကိစ္စမျိုးတွေလုပ်မယ်ဆိုရင်တော့မလုပ်သင့်ပါဘူးဟာလာခိတ္တသိန်းကြီးခံပြီးတော့ရှောင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာတခုရှိနေတာဒီတော့မှကိုယ့်ရဲ့အထက်လူကြီးကြီးကအကူအညီတောင်းခံမယ်ဆိုရင်တော့တွားရောက်တောင်းခံခြင်းဖြစ်အောင်မြင်နိုင်တဲ့ အထက်လူကြီးကမဆာကူညီနိုင်တဲ့အနေအထားမျိုးမှာတော့ရှိတဲ့တပတ်တာဖြစ်ပါတယ်ဒီတပတ်ဒီအနေငယ်ကံညံ့တယ်လို့ပြောလို့ရတယ်သို့မဟုတ်ရင်တော့ကံစိုးကံကောင်းအားကဘယ်လန်မျှနေတယ်ညီနေတယ်လို့ပြောလို့ရပါတယ်အဲ့တော့ဘလို့ပဲဖြစ်ရေရေလှုပ်ထားဖို့လူလူမဲမဲလိုအပ်တယ်အဲ့တော့ရေရေအနေနဲ့ကျွန်တော်ဘာလှုပ်ထားမလဲဆိုရင်တော့ဒီတပတ်မှာဆိုရင်เนาะဗုဒ္ဓဘူးတောက်မှာအပွင့်ပန်း၄ပွင့် ဥပမာပါရွှေပန်းငွေပန်းနှင်းစီပန်းဟာလားမေမျိုးပန်းဆိုပါတော့အဲ့လိုအပွင့်ပန်း၄ပွင့်နီးစရာဇီရီရဲ့ဘုဒ္ဓဘုဒ္ဓမှာသွားပြီးတော့လှူမယ်တောက်တော်ကြီး၄ခွက်လှူမယ်ဘုဒ္ဓဘုဒ္ဓမှာပဲဘုဒ္ဓဘုဒ္ဓမှာပဲရက်ဖြူအောင်၄ချောင်းလှူရမှာဖြစ်ပါတယ်နော်အဲအဲ့ဒီနေရာလေးတော့မဖြစ်မနေလှူစားစီကြမှာနဲ့ဒီတစ်ပတ်အတွက်ကံကောင်းလက်ရှင်ကနန်းတီအကျိုးပေးကနန်းတီလေးကနန်းအကျိုးပေးတဲ့အကြောင်းမှာခရမ်းအောင်ဖြစ်ပါတယ်ဘုရဘူးသားသမီးမိစေတွေအတွက်ပါ